အယောင်ဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝဲသည်နိုဝင်ဘာလ17ရက်နေ့ညနေပိုင်းကမြန်အောင်ခရိုင်အင်ကပူမြို့နယ်နောင်မီကျေးရွာရှိတောင်သူ186ဦးရဲ့စိုက်အေက456အေကမှာစီတိုးပဲပုံမျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။ ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်အင်ကပူမြို့နယ်နောင်မီကျေးရွာရှိတောင်သူ186ဦးရဲ့စိုက်အေက456အေကမှစီတိုးပဲပုံမျိုးအောင်မြင်ဖြစ်တွနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးပဲပုံစိုက်ပျိုးထွက်လုံးမှုတအေကအထွတ်နှုံးနဲ့အောင်မြင်ဖြစ်တွမှုအခြေအနေများမေးမြန်းခဲ့ပြီးတောင်သူများနဲ့တွေ့ဆုံကစားသုံးစီဖူလုံရဲအတွက်စီထွက်သီးနှံများပုံမိုတိုးတက်စိုက်ပျိုးစေရင်စီထွက်နှုံးကောင်းမွန်တဲ့မျိုးများအသုံးပြုစိုက်ပျိုးစေရင်ပိုးမွားမကြောက်ရောက်စေရင်စီကြိတ်ခွဲထွက်လုံနိုင်ရို့ကိုဆွေ ိန်တွေမှာကြခဲ့ပါတယ်။ အဲဒီနောက်ဒိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အပွဲသည်မြန်အောင်ခရိုင်အင်ကပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာပြုလုပ်တဲ့နိုင်ငံစည်းဝါမြင့်တင်ရေးရန်မုံငွေနဲ့ဆောင်ရွက်တဲ့လက်ဆွဲမျိုးစိတ်ချဂရိယာဒရမ်စီတာများနဲ့ဈေးထွက်သီးနှံစောင်းနေကြမျိုးစိတ်များပေးအပ်ပွဲခန်းနာသူတက်ရောက်ခဲ့ပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်ကပဲပုတ်ပဲကြီးရောနော်စိုက်ပျိုးခြင်းဖြင့်လည်းစီဖူလုံမှုကိုအထောက်အကူရရှိပြီးပဲပုတ်ဘက်ကတရိတ်ဆန်အစာဖြင့်ထုတ်လုပ်နိုင်မှာဖြစ်ပါကြောင်းစပားစိုက်ပျိုးရမှာအကျဲကင်းများပပျောက်ရေးအတွက်မျိုးစိတ်ချဂရိ ရိယာ drum seater ဖြင့်စိုက်ပျိုးခြင်း၊ကောက်ဆိုက်ဆက်ဖြင့်စိုက်ပျိုးခြင်း၊ပြိုထောင်စိုက်ပျိုးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဟာတောင်သူများအားလက်ဆွဲမျိုးစိတ်ချကရိယာ drum seater များနှင့်စီထွက်သေးနံစောင်းနေကြမျိုးစိတ်များပေးအပ်ခဲ့ပါသည်။ အဲ့ဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့သည်ဟင်္ဒရာခေယလေးမျက်နှာမျိုးနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာပြုလုပ်တဲ့2025-2026ခုနှစ်ဇီတွက်သီးနှံစောင်းတီကြမျိုးစိမ့်နဲ့စဘာမျိုးစိမ့်ချကရိယာဒရမ်စီတာများပေးအပ်ပွဲခန်းနာသူတက်ရောက်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က ်ကျဲကင်းများရော်နေပပျောက်စီရင်နေနှွေစပါအချိန်မီစိုက်ပျိုးနိုင်ရည်အတွက်လက်ဆွဲမျိုးစေ့ချကရိယာဒရမ်စီတာများပေးအပ်ခြင်းဖြစ်ပါကြောင်းပြောကြားပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဟာတောင်သူများလက်ဆွဲမျိုးစေ့ချကရိယာဒရမ်စီတာများနှင့်စီထွက်သီးနှင့်ဆောင်းနေကြမျိုးစိတ်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်ရှင်။